မင်္ဂလာပါရှင်ရမ ्या အစီချူနိုင်ငံရေးသူတည်တနာဌာနနဲ့လွတ်လပ်သောမူတည်းအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ညီချင်းရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့စစ်ကောင်စီရဲ့ခါတော်မီအပြစ်ခဲရက်စဲရင်နဲ့ဘုံကျဲခံခဲ့ရတဲ့အမှုရွာကြီးဆိုတဲ့ကောင်းစင်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါ ခုတပတ်ငင်းချင်းရေသုံးသက်ချက်မှာပြီးခဲ့တဲ့အေဘီလာတလာတာတွင်စုစီရရှိထားတဲ့မွန်ပြည်ကစစ်ရေးဆိုင်ရာတရင်အချက်လက်တွင်နဲ့စစ်ကောင်စီရဲ့အပြစ်ခက်ရဲစဲရေးကြီးညာခြင်းဟာပြည်တွင်းငင်းချင်းရေအတွက်မဖြစ်နိုင်တဲ့အခြေအနေတွေကိုကနိုးတင်ပြပေးမှာဖြစ်ပါတယ်။ မြန်မာတက်ကွဲ1386ပြည်နဲ့မဟာဒကျန်အကြံနဲ့အပိလ15ရက်နေ့နေ့လယ်မွန်တဲ့အချိန်မှာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကန်းနီကျေးရွာရှိရမညာနီကရမဟာဝိဟာရဖုံးတော်ကြီးကျောင်းကိုစီကောင်စီတပ်ကလေကြောင်းဖြင့်ပေါင်900အလေးချိန်ရှိတဲ့ဘုံသုံးလုံးထပ်မံနဲ့ကျဲချတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့်အသက်2နှစ်ကျော်နဲ့3နှစ်အရွယ်ကလေးငယ်2ဦးအသက်6နှစ်နဲ့15နှစ်အရွယ်ကလေး2ဦးအပြင်အမျိုးသား2ဦးနဲ့တက်ကြီးပိုင်းအမျိုးသမီး2ဦးစုစုပေါင်းအယက်သား6ဦးသေဆုံးခဲ့ပြီးရှင်သာမဏေ10ပါးနဲ့အယက်သား9ဦးတို့မှလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ နှစ်ဆန်တရက်နေ့ဖြစ်တဲ့အေပိလာ16ရက်နေ့မှာလဲကန်းဒီစံပြကြီးရွာနဲ့တရက်တော်ကြီးရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းမှအထက်မှန်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာတရက်တော်ကြီးရွာမှာအသက်50ကျော်အရွယ်အမျိုးသားတဦးသေဆုံးသွားပြီးခလေးငယ်တဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီကြီးရွာတွေမှာတိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိပဲစစ်ကောင်စီတပ်ကလေကြောင်းသုံးဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကန်းဒီကြီးရွာဟာဇိုင်းမြစ်နယ်ပယ်မှာတည်ရှိတဲ့မူရွာကြီးဖြစ်ပြီးမြစ်တစ်ဖက်ကန်ရှိကျုံတို့မြို့နဲ့မိုင်အနှဲငယ်သာလှမ်းပါတယ်။စစ်ကောင်စီရဲ့ခမ ရ945နဲ့ခမရ946တပ်ရင်တို့ဂျုံတို့မြို့မှာ အခြေဆိုင်တည်ရှိနေပြီးစေကောင်စီတပ်ပတ်မှအင်အားတိုးချလာတဲ့အတွက်ပြီးခဲ့တဲ့ဧပြီလ14ရက်နေ့အားစပြီးကရင်တော်လိုင်းမပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ် တိတိကျကျပြောရရင်ဂျုံတို့ကွက်ကြိုက်လမ်းပိုင်းရှိဂျုံတို့ကိုတိုင်းငားတိုင်းနဲ့ရင်ခွဲတောင်အနီးပတ်ဝန်းကျင်စတဲ့ဂျုံတို့မြို့မြောက်ဘက်တွင်မှသာတိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲဖြစ်စဉ်အလျင်းမရှိတဲ့ကန်နီတရက်တော်မိကလုံနဲ့မြောက်ကမရိုက်ရွာစတဲ့ဂျုံတို့မြို့တောင်ဘက်ပိုင်းတွင်မှလည်းစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ိုက်ခိုက်မှုတွေကိုလည်းအပိလ၂ရက်နေရနေ22ရက်နေ့ထိကြီးညာထားတဲ့စစ်ကောင်စီရဲ့အပြစ်ရက်ကာလအတွင်းဖြစ်ပြီးအဲ့ဒီအပြစ်ရက်ကာလကိုတော့စောက်ထိန်နိုင်ခြင်းမရှိဘဲစစ်ကောင်စီတပ်ကိုယ်တိုင်ကပဲပြန်ပြီးချိုးပေါက်နေခဲ့တာပါ မြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်မန္တလေးငလျင်ကိုအကြောင်းပြုပြီးစစ်ကောင်စီဟာအပြည့်ရက်ကာလ၃ချိန်ကြီးညာခဲ့ပါတယ်။ပထမအကြိမ်ကိုအပိလ၂ရက်နေ့ကနေ22ရက်နေ့အထိဒုတိယအကြိမ်ကိုအပိလ23ရက်နေ့ကနေ30ရက်နေ့အထိတတိယအကြိမ်ကိုမေလ6ရက်နေ့ကနေ33ရက်နေ့အထိဖြစ်ပါတယ်။ ပထမကြိမ်အပြည့်ရက်ကာလမှာနိုင်ငံရဲ့မြို့နယ်ပေါင်း40မှာစစ်ကောင်စီရဲ့လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း80ခုရှိခဲ့ရာအရက်တာပြည်သူ138ဦးထိသေဆုံးခဲ့ကြောင်း PNI မြန်မာ Peace Monitor ကထုတ်ပြန်ထားပါတယ်။အဲ့ဒီတဲကနေမှမွန်ပြည်နယ်မှာဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်တစ်ကြိမ်နဲ့ ကရင်ပြည်နယ်မှာ9ကြိမ်ရှိခဲ့ပြီးအယက်သား73ဦးသေဆုံးခဲ့တာကိုတွေ့ရပါတယ်။တရင်အချက်လက်တွေအရဆိုရင်ဒုတိယကြိမ်အပြည့်ရကာလမှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်2ခုနဲ့လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်5ခုရှိခဲ့ပြီး၎င်းတိုက်ခိုက်မှုတွေကြောင့်အယက်သား5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထပ်ပြင်စာတင်ကြောင်းတလုံးနဲ့နေရည်ချို့မိလောင်ပျက်စီးခဲ့ရပါတယ်။နိုင်ငံတော်အတိုင်းအတာနဲ့ပြောရမယ်ဆိုရင်လေကြောင်းတိုက်ခိုက်တာဟာလုံးဝရပ်တန့်မှုမရှိခဲ့တဲ့စစ်ကောင်စီရဲ့အပြည့်ရကာလဖြစ်ပါတယ်။ ်မြန်မာမဟာဗျူဟာနဲ့မူဝါဒရေးရလေ့လာရေးအဖွဲ့ ISP မြန်မာအဖွဲ့ဝင်ဦးအောင်သူရဲဟာစစ်ကောင်စီရဲ့အပြစ်ညာကျင်ညာမှုဟာနိုင်ငံတကာရဲ့မျက်နှာပန်းလှဖို့အတွက်ဟန်ပြလို့ရဖြစ်ကြောင်း RFA ရဲ့အမင်းမြတ်မှုတစ်ခုမှဖြစ်ဆိုထားပါတယ်ဒီလိုဆိုတာဟာမှားတာမဟုတ်ဘဲအကြောင်းရင်းရှိနေပါတယ် စစ်ကောင်စီရဲ့ပထမချိန်အပြည့်ရကာလဟာထိုင်းနိုင်ငံမှာကျင်းပတဲ့စစ်ထမချိန်မြောက် BIMFDEC ထိပ်သီးအစည်းအဝေးပွဲမတိုင်မီထုတ်ပြန်ခြင်းဖြစ်ပါတယ်။အဲဒီနောက်မြမရေးကိစ္စအတွက်ချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲပေါ်ဖို့စစ်ကောင်စီကိုဖိအားပေးနေတဲ့အာဆီယံကို နှစ်သိမ့်ပို့တွင်ဒုတိယချိန်အပြည့်ရကာလကိုကြေညာခဲဟန်သူပါတယ်။အဲဒီမတိုင်ခင်အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့စစ်ကောင်စီဥက္ကဋ္ဌအဖွဲ့ချုပ်မူဂျင်မင်းအောင်လှိုင်တို့ထိုင်းနိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီကိစ္စတွေဟာတိုက်ဆိုင်တာမဟုတ်ပါဘူး။ရုရှားနိုင်ငံမော်စကိုမြို့ယင်ပြည်နေမှာကျင်းပခဲ့တဲ့280ပြည့်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့အခမ်းအနားကိုဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတက်ရောက်နေတာပါတိတိကျကျပြောရရင်မော်စကိုကိုမတော်ခင်တရအလိုဖြစ်တဲ့အမေလ6ရက်နေ့မှာတတိယကြိမ်အပြည့်ရက်ဂါလာကိုကျင်းပခဲ့ပါတယ်ဒါကြောင့်စစ်ကောင်စီရဲ့အပြည့်ရက်ကျင်းပခြင်းဟာပြည်သူငြိမ်းချမ်းရေးအထွက်မဖြစ်နိုင်တာကိုထင်ရှားနေပါတယ်အဲ့ဒီအတွက်နိုင်ငံတကာမှာထောက်ခံမှုရဖို့ကာရမီအပြည့်ခက်ရက်စဲရေးတာဖြစ်ပါတယ် ကောက်ကရိုက်မြို့နယ်ကန်းနီကျေးရွာဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာလွန်ခဲ့တဲ့မတ်လ28ရက်နေ့ကမှတနည်းပြပြီးတရွာလုံးနီးပါးမိလောင်ကျွမ်းခဲ့ရတဲ့ဓမ္မဒရွာဖြစ်စဉ်အပြည့်အမှတ်ရစေပါတယ်။ ဘုံကျတိုက်ခိုက်ခံရတဲ့နေရာဟာစစ်တလင်းမဟုတ်ပဲတကြံတွင်းဒီလာဆောက်တီယာဖုန်ကြီးချောင်းကိုပင်အာဏာသိမ်းစစ်ကောင်စီတပ်ကလေချောင်းကနေတဆင့်ပြင်းမှတ်ထားတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီဟာတိုင်းသိပြည်သည့်ကြီးညာချတဲ့အပြစ်ရကာလအတွင်းမှာအခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်စစ်ကောင်စီရဲ့နိုင်ငံရေးနီလန်းနဲ့ဆွေးနွေးဖြေရှာခြင်းဟာလည်းမမှန်ကန်နိုင်ပါဘူး ကရင်အမျိုးသားအစီအယုံ KNU ရဲ့ထုတ်ပြန်ချက်တိုင်းစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းဆိုတဲ့စစ်ကောင်စီရဲ့ခွေးတရေချုံအပြစ်ခတ်ရက်စဲရေးသားဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။ ယခုသုံးသက်ချက်စာတန်းကိုရမ်ညာအင်စီကျိုးမှနိုင်ငံရေးသူတွေတီများရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပင်ငိမ့်ချမ်းပါစေကြောင်းစုမှုန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။